ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝက်ဟာကမ္ဘောဒီးယားနိုင်ငံကနေပြန်လည်ရောက်ရှိလာခဲ့ပြီးတဲ့နောက်မကြာမီအချိန်အတွင်းအဖျားကြီးပြီးဆင်းရုံတက်ခဲ့ရတယ်လို့အစိုးရအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကဧပြီ25ရက်ကပြောကြားခဲ့ပါတယ်။ပေထုံတန်ဟာအခုတရင်ပတ်အတွင်းကမ္ဘောဒီးယားနိုင်ငံကိုနှစ်ရက်ကြာခီးစဉ်အဖြစ်သွားရောက်ခဲ့ပြီးကြားဖြတ်လုပ်ငန်းတွေနဲ့လေရုညဉ့်ညမ်းမှုပြဿနာလိုမျိုးအကြောင်းအရာတွေကိုနယ်စပ်ဖြတ်ကျော်ပြီးပူးပေါင်းဖြေရှင်းဖို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ပေထုံထန်နဲ့ဟွန်မာနက်တို့ဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ကုန်တွေတိုးမြှင့်မှုကိုဆွေးနွေးဖို့အတွက်အာဆီယံရဲ့အရှိန်အဝါကိုပလက်ဖောင်းတစ်ခုအဖြစ်အသုံးချဖို့လည်းဆွေးနွေးခဲ့ပါတယ်။ဝင်ကြီးချုပ်ဟာအင်ကိုပြန်ရောက်ချိန်မှာအဖျားကြီးခဲ့တဲ့အတွက်ဆီယံဝင်နဲ့ပြသခဲ့ကြောင်းဆီယံဝင်ကပြေထုံထံကိုယောဂဆစ်ဆေးမှုတွေပြုလုပ်ဖို့အတွက်စင်းရုံတက်ဖို့အကြံပြုခဲ့ကြောင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူဂျီရာရူဝမ်ဆက်ကဧပြီ25ရက်ကပြောပါရယ်ဝင်ကြီးချုပ်ဟာဧပြီ25ရက်မှာပြုလုပ်ရမယ့်အလုပ်တာဝန်တွေကိုဆိုင်းငံ့တာဒါမှမဟုတ်လက်ထောက်ဝင်ကြီးချုပ်ကိုတာဝန်တွေလွှဲပြောင်းတာတွေပြုလုပ်မယ်လို့ဂျီရာရူကပြောပါရယ်